ကိုရီးယားထုတ်ကုန်တွေဖြစ်တဲ့ electronic စားတောက်ကုန်အလကုန်ကားပစ္စည်းအဝတ်ထည်နဲ့အိမ်သုံးပစ္စည်းတွေကိုတနေရာထဲမှာပြသထားတဲ့ကိုရီးယားကုန်စည်ပြပွဲ2014ကိုတက်မတော်ခန့်မှမှ၄ရက်ကြာပြသနေပါတယ်။ကိုရီးယားနည်းပညာကုန်ကျန်းတဲ့ fiber ပစ္စည်းတွေထုတ်တဲ့ Siemens company က fiber ရေတံကီကနေမော်တော်ဘုတ်ထိဒီပြပွဲမှာပြသထားတယ်လို့ဒေါ်စိုးမိုးကပြောပါတယ်။အာလောလောဆရာတော့ဒီဒီပုံလေးမော်တော်ဘုတ်လေးပြ ဖြစ်ပြီးတဲ့ရေတိုင်းကြီးတွေနောက်ပြီးတော့ဆက်ဖက်တိုင်းကြီးတွေပြန်လာပါတယ်။နောက်ပြီးကွန်တုံးဆိုတဲ့အာရေပေါ်မှာ for floating stage တို့လိုရတာဒီ fiber တလုံးတွေထားရလဲပြန်ဆက်ထားပါတယ်။နောက် the cartoon character တွေပေါ့။ဟို fiber နဲ့ပတ်သက်ပြီးကွန်တုံးလိုရတဲ့စီးတော်မင်းသားဒီမှာပြန်လာပါတယ်။ဂျွန်ဆန်နေရနေ့ကနေ15ရက်နေ့ထိပြသနေတဲ့ကုန်စီပြပွဲမှာကိုရီးယားနိုင်ငံကဂျောင်းမာဆေးမြစ်ကိုပြသရောင်းချနေပြီးလေဖြတ်တာကိုကုသနိုင်တယ်လို့ចောင်းသူចောင်းသားတွေအတွက်မှတ်ညံအားကောင်းစေတယ်လို့ဆိုပါတယ်

ပြတ်တဲ့အခါမိုဘိုင်းဖုန်းကနေအင်တာနက်ချိတ်ပြီးစစ်ဆေးနိုင်တဲ့အဝတ်လျှော်စက်အသစ်နဲ့တကားနှစ်ထပ်ပါတဲ့ရေခဲတစ်တာအသစ်ကိုလည်းမိတ်ဆက်ပြသထားပါတယ်။